မျိုးတွေမင်္ဂလာပါဗျဒီနေ့က30ရက်5လပိုင်း2000နဲ့မှ25ဖြစ်ပါတယ်ဗျဘာပြောချင်တာလဲဆိုလို့ရှိရင်တော့ဦးဇင်းတို့အခုဆိုလို့ရှိရင်ဦးဇင်းတို့နော်ကိုအချင်းချင်းနေပေါ့နော်အချင်းချင်းနေပြောကြတယ်ဝေဖန်ကြတယ်ဝေဖန်တာလည်းအကြောင်းမရှိဘူးတုံ့နှက်ထားလည်းအကြောင်းမရှိဘူးနော်ဒီပြောတာဆိုတာကြီးကြားနေတော့တကယ်ကိုဦးဇင်းတို့လည်းစိတ်မကောင်းပါဘူးဗျာနော်အဲ့တော့ကိုလည်းအဲ့ချိန်မှာကိုလည်းမပြောခဲ့ဘူးလားဆိုတော့ဒီခါလေးပြောခဲ့တဲ့ညာကြီးရှိတယ်နော်အဲ့တော့ဦးဇင်းဒီနေ့ဆုံးဖြတ်လိုက်တယ်တကယ်လို့ဒီနေ့ကစပြီးငါ့ကိုပြောတယ် ကိုတက်မလို့ချင်းမြန်တို့တို့ချင်းချင်းတိုင်းမြစ်ချစ်တို့ချင်းချင်းကိုတိုင်းမြစ်ကိုလူမျိုးကိုဘာသာတရနာကိုချင်းမြန်တို့တို့ချင်းချင်းငါ့ကိုလို့ဝေဖန်ခြင်းဝေဖန်တုတ်ပြခြင်းတုတ်ပြဘလို့ပဲပြောပြောလို့ငါကတော့ပြန်ပြီးမှတော့တုတ်ပြမှာမဟုတ်တော့ဘူးလို့အဲ့တော့တချိန်ကကိုကိုပြောခဲ့တယ်ကိုကတူမြကိုပြောလို့တူထိခိုက်တယ်ကိုချင်းချင်းနေကိုပြောလို့မှထိခိုက်နေနာခဲ့ရင်တော့မှအားလုံးကိုတောင်းပန်တယ်ဗောဒီနေ့ဆက်ကြည့်စင်မပြောတော့ဘူးပေါ့နော်မပြောတော့ဘူးကိုချင်းချင်းနေမကောင်းဘူးအဲ့ကိုကြားရတာလဲစင်မကောင်းဘူးချင်းချင်းနေဖြစ်တယ်ဟာတူကတရားဆွဲလိုက်ဟိုကတရားဆွဲလိုက်နေတရားဆွဲတာဟာဝေဖန်လိုက်ဘာလိုက်နေတော့ပြောနေကြတာကြားရတာမကောင်းဘူးဒါတွေကဘာလဲဆိုတော့လူကြီးတွေနဲ့ပတ်သက်ပြီးဖြစ်ကြတာပေါ့နော် အဲ့တော့ဦးဇင်းကပြောချင်တာကတော့လူကြီးတွေနဲ့ပတ်သက်ပြီးဒီလိုဆဲတာဆိုတာကြီးလည်းဦးဇင်းတော့မဖြစ်စေချင်ဘူးကြာနော်ဒီအခုလည်းဆိုတော့လူကြီးတွေကိုဝေဖန်ခြင်းဝေဖန်မှာတုံးတက်ခြင်းတုံးတက်တုံးတက်ဝေဖန်လို့တော့ရတယ်ကြာနော်ဒီခါကျလည်းစိတ်လက်မှန်ပါအမလို့အမေရဖြစ်ပြီးဆဲမိသွားတာကြာလည်းဒီခါကျလည်းမကောင်းဘူးပေါ့ဗျာဟုတ်လားဒုထုံလာဝါစာရုံရင်ကျန်းတဲ့ဇကားတွေကိုဆဲဆိုပြောဆိုနေမယ်ဆိုရင်တော့လူတော်မပြောနဲ့တရိတ်ဆန်လည်းကြိုက်ထားမှာမဟုတ်ဘူးနော်ဒီဘက်ကလည်းအဲ့လိုလူကြီးတွေကိုအပြူတော်လေးနဲ့ပြန်ပြီးမှတုံးတက်ထားပဲကောင်းတယ် တစ်ဖက်ကလည်းအဲ့လူကြီးတွေကိုဆဲလို့ပါဆိုပြီးပြောတဲ့အရာကြီးကမှရင်တီတီပြောတာတွေတော့မကောင်းဘူးပေါ့ဗျာကိုပြူတဘောလေးနဲ့တုံးတက်ထားပြောတာပဲဥစင်းတို့ကတော့တဘောကြတယ်ဗျာဥစင်းတို့လည်းလူကြီးတွေကိုမတုံးတက်ဘူးလားတုံးတက်တဲ့လူကြီးတွေကိုမွေးဖန်ဘူးလားဝေဖန်တဲ့လူကြီးတွေကိုမုန်းလို့လားမမုန်းဘူးဘာဖြစ်လဲဥစင်းတို့တိုင်းပြည်ပြည်ကိုချစ်တဲ့အတွက်ကြောင့်ဥစင်းလည်းဝေဖန်ခဲ့တာတုံးတက်ခဲ့တာအများကြီးပဲဒါပေမဲ့ဥစင်းတို့ကကောင်းရင်တော့ကောင်းတယ်အဲ့လူကြီးတွေကြောင့်ပြောတယ်ဗျာနော်အခါတလေကျတော့တိုင်းမူးတွေအများစုကလည်းအကုန်လိုက်မကြည့်နိုင်ဘူး။တန်တာမပြောနဲ့။ဦးစင်းရဲ့လက်အောက်မှာ200 300လောက်ပဲရှိတယ်။200 300လောက်ပဲရှိတယ်။အဲ့ဒီ200 300ကိုဦးစင်းမကြည့်နိုင်ဘူး။ လိုက်မကြည့်နိုင်ဘူး200 300လဲနော်တိုက်မှုဆိုတာကတော့ drive လုံးအတွက်မန္တလေးတိုင်းဆိုလဲမန္တလေးတိုင်း drive လုံးအတွက်ကိုသူအဲ့တိုင်းမှာစက်ကြဝရီမင်းမဟုတ်ဘူးနော်စက်ကြဝရီမင်းမဟုတ်ဘူးဟောဥစဉ်အောင်ပါဗျာနောက်ဆုံးရှိဥစဉ်ရဲ့တပည့်တချို့ရှိတာဒီမှာအောက်မှာဆိုလို့ရှိရင်လည်းနည်းနည်းလေးပဲရှိကြအဲ့ဒီနည်းနည်းလေးလက်တဆုပ်စာလေးကိုတော့မှဥစဉ်ကုန်းအုံမချုံနိုင်ဘူးအုံမချုံနိုင်မကြည့်ကြနိုင်ခါလေးပြည်သူတွေပြောမှတည်ရတယ်ဥစဉ်ရဲ့ပြည်သူစစ်ကတော့ဘယ်လိုဖြစ်တဲ့ဖေဟာအဲ့ဒါဆိုသွားပြောတယ်နော် ။ဒါလည်းပြောတာပေါ့။ဥစဉ်ဥစဉ်တပည့်တွေကအလောင်းကစားဝိုင်းမှာဖျား။လက်ဆံသွားတောင်းနေဖျား။လောင်းကစားဝိုင်းနေမှာဥစဉ်တပည့်တွေကစောင့်နေဖျား။ဒါတွေပြောလို့ရှင်တော့အဲ့ဒါတော့ရဲနေပဲဆိုင်နေဗျာ။အဲ့ဒါကျုံနေမဆိုင်ဘူးလို့။လောင်းကစားရှိတာတရားဝင်မှာမဟုတ်တာလို့လောင်းကစားရှိတာတော့ဗျာလို့ကလေးတွေတွားတောင်းတာတော့အဓိကတော့ဗျာလို့ခင်ဗျတရားဝင်နေနေရာတရားမဝင်တရားဝင်နေနေရာတွေမသွားဖို့အရေးကြီးတာဗျာလို့ဒါတွေရှိတာတော့ဥစဉ်လည်းတတ်နိုင်ဘူးဗျာလို့နေရာတကာလည်းကျုံကလိုက်ပြောလို့မရဘူးဗျာလို့နော်။ဒါမျိုးလေးတွေရှိတာပေါ့နော်။လောင်းကစားတော့ရဲနေပဲဆိုင်တာလေဗျာကျုံနေမှာမဆိုင်တာနော်။အဲ့တော့အဓိကဥစဉ်ပြောချင်တာကတော့ အမျိုးတော်နဲ့တိုင်းပြည်ကောင်းဖို့အတွက်ကိုတုံ့တက်ထားပဲကောင်းတယ်နော်စိတ်လက်မှန်ပါကြီးတွေဒေါ်ရအလျောက်ကြီးတွေစိတ်ထူတာကြလဲလဲတစ်ဖက်တစ်ဖက်အဆင်မပြေဘူးပေါ့ဗျာအဆင်မပြေဘူးပေါ့နော်အမတယောက်နဲ့တယောက်တရားတွေဆွဲကြတယ်ဘာဆိုလဲအဆင်မပြေဘူးအဲ့တော့ကိုယ်ချင်းချင်းနဲ့ညီညွတ်တာကောင်းတယ်စီစီလုံးလုံးဖြစ်တာကောင်းတယ်အကူတန်းအကူကိုယ်ဟုတ်လားကိုယ်တော်ဘုန်းကြီးဆိုလဲအကူတော်ဘုန်းကြီးကိုယ်ကိုယ်အကူအဲ့လိုကြီးတော့မပြောပါနဲ့ဖုန်းနဲ့ဆက်ပြောလိုက် ။အော်မမူးမူးခိုင်ရလဲမမူးမူးခိုင်ရလဲအော်မရွှေမူးလဲမရွှေမူးလဲဥစဉ်ကမမူးမူးခိုင်လဲရင်းနေတယ်။မရွှေမူးလို့ဆိုလဲငကိုကလေးကဥစဉ်တော့ရင်းနေတဲ့တူတွေမရွှေမူးလို့ဆိုလဲနော်တူတို့ဆိုလဲဒါမရေရတကြောကနေဒီဘက်ကနေသူထွက်ပြေးလာတာပဲထွက်ပြေးတဲ့အချိန်မှလဲဒါဘာကြောင့်ထွက်ပြေးလာလဲပြေးရတော့ရှင်းရှင်းလေးတက်မတော်ထောက်ခံလို့တက်မတော်ဝိုင်းရံလို့သူထွက်ပြေးလာတဲ့တူတွေအများကြီးပဲနော်။မူးခိုင်တော့လဲအဲ့လိုပဲငကိုကနော်ဥစဉ်တော့လက်တွေ့တဲ့ပွဲတွေမှာဆုံးတဲ့ပွဲတွေမှာလဲရှိကုသိုလ်ပွဲနဲ့ကုသိုလ်ပွဲတိုင်းပြည်ချစ်လို့ခိုင်ယူခြင်းနဲ့အလုပ်လုပ်ကြတာပဲခိုင်ယူခြင်းနဲ့သူပြောနေတာပဲသူရှိတိုင်းမှာလဲသူစရောကိုရောထောက်ပံ့တာတွေအများကြီးရှိပါတယ်နော်။အများကြီးရှိပါတယ်ဒါပဲ ਨੇ အများကြီးပဲတရင်သမားကြီးလည်းတရင်သမားတွေကလည်းစัจ java ရေမင်းမဟုတ်ဘူးစัจ java ရေမဟုတ်ဘူးအားလုံးကပေါက်ကူတော့လည်းအမားနဲ့မกินဘူးဟုတ်လားအဲ့တော့မှားမှာပဲကိုကျော်မြင့်မွန်းတို့လည်းအမားနဲ့မกินကိုကျော်စိုးတို့လည်းအမားနဲ့မกินဘူးဟိုဒကာမဆပိုက်တာစုတို့လည်းအမားနဲ့မกินဘူးဒကာမတစင်ဦးတို့လည်းအမားနဲ့မกินဘူးနောင်တော်လေးတို့လည်းအမားနဲ့မกินကြဘူးပဲတော့အမားနဲ့အဲ့တော့ကိုချင်းချင်းလက်တဆုပ်စားတော့မရှိဘူးအဲ့တော့ညညွတ်တာပဲကောင်းတယ်စီလုံးတာပဲကောင်းတယ် အဖြစ်တည်းဥစဉ်လို့လည်းပြောခဲ့တာပဲဝေဖန်ခဲ့တာပဲတခါတလေကိုပြောလိုက်လို့ဝေဖန်တစ်ဖက်တည်းထိကိုက်နေတာပါလေအများကြီးပဲဟောစိတ်ကိုမထိနိုင်ဘူးလေစိတ်ကလည်းပါကိုငါကလူတို့ဒလိုပြောတာကွာငါ့ကိုဒလိုပြောတာကွာပြောလိုက်တော့အဲ့ဘသူအချိုးရှိလဲသူ့တော်လည်းအချိုးမရှိဘူးကျောက်တော်လည်းအချိုးမရှိဘူးတိုင်းပြည်တော်ရောအချိုးရှိလားအချိုးမရှိဘူးဟောဗလာတာနာရောအချိုးရှိလားမရှိပါအချင်းချင်းဟိုဘက်ကအညက်ထွက်သွားမယ်ဟိုဘက်ကအညက်ထွက်သွားတော့နော်ဟိုဘက်ကနေညက်သွားမယ်အဲ့လိုပြောလိုက်တဲ့စကားတို့ခွင့်ကြောင့်ကိုဘက်ကအရင်အညက်ထွက်သွားတယ် သူတို့ပို့ကိုတော်မှဗျာအဲ့မှာခင်ဗျ IUG နဲ့ဟိုဟာနဲ့ဘခဘာနဲ့ PDI နဲ့ VN နဲ့အားဆုံးနေတာပဲသူတို့ချင်းချင်းတော်မှကြိုက်ကြခုကြနေဟုတ်လားသူကအားကြပြီးသူတို့သွားဖြစ်လို့တော့ရှေ့ဦးဗျာနော်အားကြပြီးတော့အဲ့တော့ဦးစင်းတို့အချင်းချင်းနေညကိုမောင်နှမတွေပဲဗျာအချင်းချင်းနေတယောက်နဲ့တယောက်အကောင်းရင်တော့ဝေဖန်ထောက်ပြကြပေါ့နော်တယောက်နဲ့တယောက်ဝေဖန်ထောက်ပြဆိုဖုန်းနေနဲ့လည်းပြောလို့ရဒီခေကြီးမှာရန်တိုးတက်တဲ့ခေကြီးပါအဲ့တော့နော်ဦးကြီးတွေကိုဆဲဆိုတာတဲ့ဟာလေးလေးရပြေးဖို့နော်ဦးကြီးတွေကိုရဲ့တိုင်းမှုခင်ဗျာဘယ်နေရာမှာတော့ဘလို့ဖြစ်နေလဲ ဘယ်နေရာမှာတော့ဘယ်လိုဘယ်လိုဖြစ်နေတယ်ဘယ်နေရာမှာတော့တည်င်းရပါလေခင်ဗျာတိုက်တယ်လောက်ဩတိုက်တယ်လောက်ပြောဟုတ်လားဟောဘုံဘေးကတိုက်မှုဥကြောကိုဆိုက်ကိုဖုံးဆက်ပြီးမှပြောပေးသားပါခင်ဗျာဒလိုဒလိုဖြစ်နေတယ်ရတယ်ဥစဉ်ပြောပေးမယ်ဟောဘုံဘေးကတန်းတယ်မှုဘူကြောတိတ်မင်းနေကိုပြောပေးသားမှာပြောပေးမယ်ရတယ်ဟောဘုံဘေးကမကောင်းဘူးဖေကဂျီတူဥလိုက်ထွင်းကြီးကိုပြီးသူစစ်တေအကြောင်းပြောပေးသားမှာပြောပေးမယ်နော်တိုက်တဲ့လူကြီးကိုပြောခိုင်းဥစဉ်ပြောပေးမယ်ပြောရဲပြောလို့မပြောဘူးဆိုရင်တော့ဒလိုဒလိုဖြစ်တယ်ဆိုပြီးလိုင်းမချလိုက်ပါဗျာနော်မဟုတ်ဘူးလားဥစဉ်ပြောချင်တာကနော်အားလုံးကတော့အဆက်ကြော်ရည်မင်းမဟုတ်တော့ကြောအကုန်လုံးတော့မလုံနိုင်ဘူးဗျာနော် ။ဟောကုတော်တော်မအောက်မှာဘယ်တော့မှမရှိလက်တဆုပ်တော်မအောက်ချုပ်မထိချုပ်နိုင်။ဟောဥစဉ်ကတုံးနဲ့တပူတော်တော်နဲ့နေရတာမဟုတ်ဘူးလေ။သူတို့ကဥစဉ်ကြောင့်မှခေါ်ရတာမဟုတ်ဘူးလေ။ဥစဉ်ကြောင့်မှရှိတာမှလုံချုံရင်ကဥစဉ်ရင်လုံလုံချုံရင်ဆယ်ယောက်လောက်ပဲရှိတယ်လေ။ဟုတ်လား။ကြံတဲ့တူတွေကရှေ့တန်းသွားတူနဲ့ဘာလို့အကုန်လုံးကကိုကကောင်းဆောင်မယ်တည်းကတခါတည်းလေဥစဉ်တော့ကောင်းဆောင်ပိုင်းနေနေတော့တော်တော်များများအမလူ300ဆို150 100လောက်ပဲနိုင်မယ်ကြံရကလေးတွေနိုင်မယ်မတည်ဘူးနိုင်မယ်မတည်ဘူးတိုင်းမှုလဲထုံနီးတူသွားပဲအောက်ကလူလဲထုံတယ်ဒါပေမဲ့အဲ့နန်းရွေးနဲ့ကလူတွေလဲနိုင်မယ်အကုန်မတည်နိုင်ဘူးလေဗျာမတည်နိုင်ဘူးမတည်နိုင်ဘူး တန်းနာပဲနန်းတွင်းနဲ့မပြောနဲ့တိုက်မှုမပြောနဲ့ဗျာတက်နဲ့တနေဟုတ်လားဦးဇင်းတို့နဲ့ရင်းကြီးရက်တက်ကိုနဲ့ဟုတ်လားဒီတတနာတက်တို့မှဆိုအဲဘိုလ်ချုပ်ကိုခေါ်လိုက်ဘိုလ်ချုပ်ခင်ဗျားထဲရလူတွေဘဒူဘဒူပြီလားလူလည်းမတည်ဘူးဗာမျိုးလေးတော့ပါနော်အဲ့တော့ဝေဖန်ချင်းတုံးတက်ချင်းကိုနည်းနည်းလေးနော်ဆဲဆိုတာလေးနော်လူကြီးတွေကြီးကြိုက်မယ်လူကြီးတွေဘာရခေါက်ရိုက်ထားတော့နေတဲ့နင်းကနေရတော့အားတဲ့ချိန်လေးတော့သူလည်းခီစီးမှုတွေအများကြီးများတယ်အဲ့တော့စိတ်ထွက်ပေါက်တစ်ခုရှာလိုက်မယ်အဲ့လူတို့ခေါက်ရိုက်ထားလိုက်ကတော့အပြစ်ပြောလို့မရပါဘူးဗျာနော်အဲ့တော့ အမေပြောတာလေးတွေဝေဖန်တာလေးတွေထောက်ပံ့တာလေးတွေရှော့ကြပါလို့ပြောချင်ပါတယ်ဗျာဥစဉ်လဲခင်ဗျားတို့ပြောခဲ့မှတ်ခဲ့တာရှိရဲ့အနုညွန့်တောင်းပန်ပါလေဗျာအားလုံးတော့ပါပဲဗျာ Thank you